မြမဝင်ငါးရောင်ကြက်ထဲနဲ့အသားဟင်းတစ်မျိုးအရန်ဟင်းလေးမျိုးအပြင်ငပိရဲ့အတုံးမြုံနဲ့ဟင်းရပါချပေးတဲ့ဖွားသိမ့်မှာပထမတော့စမှာပဲဖြစ်ပါတယ်အဲ့တော့ဘာအသားလေးတွေရွေးမယ်ဆိုတာကိုလိုက်ကြည့်ပေးပါဦးနော်ဖတ်စိမာက9000ကျင်းနဲ့ဆိုရင်အသားအနေနဲ့ရွေးချယ်စရာက10မျိုးဝန်းကျင်တည်ရှိပြီးတော့6500အနေနဲ့ဆိုရင်တော့သူကဒီပဇွန်ကင်မွန်ရဲ့စိတ်သား6ချက်ရဲ့9ချော့နဲ့ရဲ့ဆိုပြီး3မျိုးပဲ6500အနေရောင်းနေပေါ့နော်ကျန်တဲ့အသားတွေအကုန်လုံးက9000နဲ့ပဲစားရမှာပဲဖြစ်ပါတယ် ဟာဒီဖွားစိန်ဖက်ထမင်းဆောင်လေးက64လမ်း40-41ကြားမှာရှိတဲ့မိုးရီကျော်လက်ဖက်ရည်ဆိုင်မှာတရှိတာပဲဖြစ်ပါရယ်ခင်ဗျာရှင်းမပြောပြခဲ့တဲ့ဟင်းတုံးမျိုးကလွဲလို့ကြံနစ်ဟင်းတွေနဲ့စားမယ်ဆိုရင်တော့အသားတစ်မျိုးအရန်လေးမျိုးအပြင်ငပိရဲ့အတုံမျိုးနဲ့ချင်းဟင်းလေးပါချပေးတာကိုမှ9000လေးပေးရပါရယ်ခင်ဗျာထမင်းဖြူပူပူလေးကိုဖရွက်ပေါ်မှာတင်လိုက်တဲ့အခါတက်လာတဲ့ဖက်နှံတင်းတင်းလေးကအတော်ကူမှစားကျင်စိဖြစ်စေပါရယ်ခင်ဗျာ အရင်ဟင်းအနေနဲ့ကတော့ KND နဲ့ PD ကျော်မြစ်ချင်ပေါင်ကျော်ငုတ်တီကျော်ထည့်ပေးပါရခင်ဗျာဆန်စားတယ်မကပဲအခုလိုမျိုးပါဆယ်ပါဝယ်လို့ရတာဆိုတော့အတော်လေးကိုမှအဆင်ပြေပါရခင်ဗျာဒါနဲ့မကသေးပဲနမည်ကြီးလက်ပံကြားကြက်ကြော်နဲ့တခြားသောအတိုင်းဟင်းတွေကိုလည်းဟင်းပုံအနေနဲ့ထပ်မလို့ရပါသေးတယ်ခင်ဗျာ။ မပီရီကိုတော့ AOR တိုင်းဘက်ကနေတိုင်းရိုက်မှယူထားပြီးတော့အငံမကဲအဆက်အနေတော်နဲ့အလွန်ကုန်မွေးပြီးတော့ခရမ်းငင်စီပါရခင်ဗျာကျွန်တော်ကတော့ဖက်တမင်စားတဲ့အခါရွေးထားတဲ့အသားရဲ့ထည့်ပေးထားတဲ့အရင်ရင်တွေရဲ့ငပိရီကျိုးရဲ့ကိုခုလိုမျိုးအပတိယနေပြီးတော့စားရတာကိုသဘောကျပါရခင်ဗျာ အရင်ရင်းတွေကအဆက်အဟတ်တက်လာတဲ့အပြင်ဟင်းအနစ်တွေကလည်းအရသာရှိလွန်လာတာမို့ဟောဒီဖက်တမင်လေးကစားကြည့်တဲ့အထဲမှာပါပါရခင်ဗျာဘပင်းလေးဟာဆိုရင်လေညီမထမင်းစားတဲ့အခါတိုင်းမပါမဖြစ်အမြဲတမ်းမစားဖြစ်တဲ့အသားဟင်းတစ်မျိုးပဲဖြစ်ပါတယ် ဖွားစိန်ရဲ့ဝက်ပုံးရည်လေးကပုံးရည်ကြီးအရာတာကဲကဲကိုမှအသားကနူးညံ့ဤဆက်ပြီးတော့အတွင်းထားတဲ့အထိအရာတာဝင်လာမှုအတော်လေးကိုမှခရင်းမြင်စေခဲ့ပါရခင်ဗျာငပိရေကြိုလေးကလည်းအဆက်အဟက်တဲလာပြီးအလွန်ကိုမစားကောင်းတာမို့တခါစားပြီးတဲ့အခါတိုင်းဆက်ဆက်စားခြင်းနေမိတယ်ဆိုတာအမှခံပါရခင်ဗျာ။ ပြီးတော့ရင်တော့အေးအေးအဆက်ပြေစေရန်ဒူးရီချင်မောင်ဟင်းရီလေးကိုလည်းတောက်ခဲ့ပါသေးတယ်ခင်ဗျာအရာလာရှိလာတဲ့ဖက်ဒမင်တပွဲကိုအဆုံးတက်ဖို့အတွက်နောက်ဆုံးမှာတော့အတီးရွက်အတို့မြုပ်စုံစုံကို အခုလိုမျိုးထည့်ပြီးတော့အလုပ်ကြီးကြီးစားပြီးဆုံးသက်လိုက်ပါရခင်ဗျာ။ ကျွန်တော်လိုမျိုးဖက်ဒမင်းတခွဲကို9000ကျပ်ထဲနဲ့အားရပါရစားကျင်နေဆိုရင်တော့64လမ်း40 41ကြားမှာရှိတဲ့ဖွားစိန်ဖက်ဒမင်းဆိုင်လေးကိုတွားစားကြည့်ဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်